ပေးကြမှာလုံးပဲမင်္ဂလာပါခင်ဗျ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ပေါင်12.5တန်းတန်းအပြောင်းရွှေ့အမွားကိုပြုတ်လုခဲ့တယ်လို့ဝေဖန်ခံခဲ့ရတဲ့ချက်စီကဘာပလာပြိုင်ပွဲမှာပထမဆုံးချိန်ပါဝင်ရှင်ပိုင်သွားရမယ့်နိုင်ငံနှစ်နိုင်ငံလွန်ခဲ့တဲ့3နှစ်ခွဲတုန်းကလို့ပမေယဓမ္မဆုံးအဖြစ်မျိုးထပ်ဖြစ်မှဆိုးနေတဲ့အာဆင်နယ်စားတဲ့သတင်းများပဲဖြစ်ပါတယ်ဝေမယားလီတောင်မှချက်ပွဲဟောင်းဂျာမိုင်းပင်းနှံကချက်စီတင်းနေနဲ့ဒီနေရာဒီအစောပိုင်းမှာပဲ ဘာဘူးတင်ကနေထွက်ခွာခဲ့တဲ့ကယ်လီယာကိုပေါင်၁၂.၅သန်းနဲ့မခေါ်ယူခဲ့တာကအမှားပြုလုပ်မိခဲ့တာလို့ယုံကြည်နေပါတယ်။အိုင်ယာလန်ကိုသမားဟာလဘာဘူးကနေဘရန်ဖို့ကိုပေါင်၁၂.၅သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီးချယ်ဆီတင်ကအေစီမီလန်ကိုသမားမိုက်မိုင်းနယ်ကိုခေါ်ယူခြင်းနေပေမဲ့စီရီယကလအတင်းတောင်းဆိုတဲ့ပေါင်၂၅သန်းဝန်းကျင်ကိုမပေးချေလိုတာကြောင့်သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အသင်းမှာရှိနေတဲ့ရောဘတ်ဆန်ချက်ဘက်ထရိုဗစ်မိုက်ပန်နာတို့ကိုပဲ ဆက်လက်အကူရရမယ့်အခြေအနေဖြစ်လာခဲ့တာဖြစ်ပြီးပင်းနဲ့ကကယ်လီဟာကရောဘတ်ဆန်ချက်တာအများကြီးတာလွန်တဲ့အကြောင်းနဲ့အဲလီစင်တရားရနေချိန်မှာလဘာမှုကိုစိတ်ပြတ်အောင်မလုပ်ခဲ့ဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ်2026ကဘာဗလာပြိုင်ပွဲမှာအရင်တော့ကဘယ်တော့မှပါဝင်ရှင်ပိုင်ခဲ့ဘူးခြင်းမရှိတဲ့နိုင်ငံတကာနိုင်ငံပါဝင်ရှင်ပိုင်သွားမယ်လို့သိရပြီးကဘာဘောကအကြီးမားဆုံးဘောလုံးပြိုင်ပွဲကြီးကို USA ကနေဒါမက္ကဆီကိုတို့မှကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။2026ခုနှစ်ကဘာဗလာဟာအသက်ပြောင်းလဲထားတဲ့စနစ်ကြောင့် ရခိုင်32တင်းပါဝင်ရှင်ပြန်ရာကနေ48တင်းဝင်ရောက်ရှင်ပြန်သွားမှာဖြစ်ပြီး2026ဇွန်လ17ရက်နေ့ကနေဇူလိုင်လ19ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။အတိတ်တို့ချက်ထားတဲ့စနေအရနိုင်ငံတွေပုံမှန်များပါဝင်ရှင်ပြန်ခွင့်ရမှာဖြစ်ပြီးဂျာတာပရီးနေ့မှာပရမာဆုံးကဘာဗလားစားပြိုင်ပွဲရဲ့အတင်းနှစ်တင်းကလည်းဝင်ခွင့်နေရာတွေရရှိခဲ့ကြပါတယ်။ဥဇဘက်စတန်တင်းဟာအဘူဒါဘီမှာ UAE နဲ့ဂိုးမရှိတဲ့ရေကြားခဲ့ပြီးနောက်ပရမာဆုံးကျင်းကဘာဗလားဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး 2006ခုနှစ်နဲ့2014ခုနှစ်တို့မှာခြေစစ်ပွဲအောင်မြင်ဖို့လက်တကမ်းလို့ဒီရောက်ရှိခဲ့ပြီးနောက်နောက်ဆုံးမှာတော့အမန်တကယ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဥဇဘက်ကစ္စတန်ဟာ1992ခုနှစ်ဇွန်လမှာဆိုဗီယက်ပြည်ထောင်စုကနေခွဲထွက်ခဲ့ပြီးနောက်အချုပ်အခြာအာဏာပိုင်နိုင်ငံတကာနိုင်ငံဖြစ်ပြမသောပွဲကိုကစားခဲ့တာဖြစ်ပြီးနောက်ထပ်တင်းကတော့အိုမန်ကို၃ဂိုးကိုမရှိတဲ့အနိုင်ရခဲ့တဲ့ဂျော်ဒန်အသင်းဖြစ်ပါတယ်။အာရှပလားပြိုင်ပွဲမှာဒိုရီယာရခဲ့တဲ့ဂျော်ဒန်ဟာ ကမ္ဘာဗလားဝင်ခွင့်ကိုစတင်ရှင်ပိုင်ခဲ့တဲ့နှစ်40အတွင်းပရမဆုံးချိန်ဝင်ခွင့်ရခဲ့တာဖြစ်ပြီးကမ္ဘာအဆင့်60နှစ်တမတ်ခံထားရတဲ့အသင်းဖြစ်ပါတယ်ဂျော်ဒန်ကပြီးခဲ့တဲ့6ချိန်မှာကမ္ဘာဗလားဝင်ခွင့်ရဖို့ကြိုးပမ်းမှုမအောင်မြင်ခဲ့တဲ့နောက်ပရမဆုံးချိန်ကမ္ဘာဗလားပြိုင်ပွဲမှာပါဝင်ရှင်ပိုင်ခွင့်ရခဲ့ပြီဖြစ်ပြီးအိုစမာကင်စတန်နဲ့ဂျော်ဒန်တို့ဟာဝင်ခွင့်ရခဲ့တဲ့9အသင်းနဲ့10အသင်းမြောက်အသင်းတွေဖြစ်လာခဲ့ပြီဖြစ်ပါတယ်တောင်ကိုရီးယားအသင်းကလည်းဂျာတာပရင်းနေမှာဂျပန်နယူးဇီလန် အီရန်အာဂျင်တီးနားတို့နဲ့အတူကမ္ဘာပလောင်းဝင်ခွင့်ရရှိခဲ့ပြီးအင်းရှင်သုံးနိုင်ငံပါဝင်ဆိုရင်လက်ရှိမှာဝင်ခွင့်တည်ကြခဲ့တာ၁၀သိန်းရှိပြီဖြစ်ပါတယ်။အာဆင်နယ်နောက်ခံလို့ဂါဘရီယယ်ကအသင်းနဲ့လေးနှစာချုပ်တဲ့ချုပ်ဆိုခဲ့ပြီးဖြစ်ပြီးဒီနေရာဒီမှာဆော်ရီကိုကြီးမားတဲ့ငွေကြေးပမာဏနဲ့ပြောင်းမယ်ဆိုတဲ့တဲ့ရင်တွေကိုအဆုံးသတ်လိုက်ပြီးဖြစ်ပါတယ်။ဘရာဇီးနောက်ခံလို့ကအသင်းအတွက်စူပလာတွေရယူပေးခြင်းနဲ့ဆန္ဒကြောင့်စာချုပ်တိချုပ်ဆိုဖို့ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပြီး ဒီတရင်ဟာနွေရာသီမှာအဓိကကစားသမားတွေကိုစားကြောသွေးချုပ်ဆိုဖို့ကြိုးပမ်းနေတဲ့အာဆနယ်သင်းထွက်အားတက်စရာတရင်ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ဂါရီယဲစားကြောဟာ2029ခုနှစ်နွေရာသီအထိတည်တန်းရှိပြီးတည်တန်းတိုးခွင့်တော့မပါဝင်ဘူးလို့သိရပါတယ်။အာကစားဒရိုက်တာတစ်အန်ဒရီယာဘာတာကစားကြောသွေးချုပ်ဆိုဖို့ကိစ္စအောင်မြင်မှုရအောင်အရေးကြီးတဲ့နေရာကနေပါဝင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးဂါရီယဲကစားကြောတင်တဲ့ပတ်သက်ပြီးအာဆနယ်ကအားအသင့်စရာအတင်းဖြစ်ပြီးစားကြောသွေးချုပ်ဆိုနိုင်ခဲ့လို့အယံကုန်ယူမိပါတယ်။ ကျွန်တော်ဒီအသင်းကိုချစ်မြတ်လို့ပြီးပရိသတ်တွေအသင်းဘော်တွေနဲ့ဒီကွင်းကြီးကိုလည်းချစ်တယ်ကျွန်တော်အယံခုံယူမိပြီးအားပေးထောက်ခံမှုအားလုံးအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကိုလူငယ်ကစားသမားအဖြစ်နဲ့ရောက်လာခဲ့ပြီးအခုဆိုရင်ဒီမှာရှိနေတာ၅နှစ်လောက်ရှိပါပြီကျွန်တော်အယံပြောပါတယ်ဒီမှာအများကြီးလက်တင်ယူခဲ့ရတယ်တခါတည်းရင်အသင်းရဲ့အသင်းကောင်းဆောင်လက်ပတ်ကိုဝယ်စင်ကစားခွင့်ရခဲ့တဲ့အတွက်ကျွန်တော်ကိုကျွန်တော်လည်းအယံခုံယူမိတယ်ဒါကအန်အားသိစရာခရီးလမ်းတစ်ခုလို့ထင်တယ်ကျွန်တော်ဒီခကြီးကိုဆက်သွားဖို့အယမ်းပျော်ရွှင်နေပါတယ် ီအတင်းနဲ့တူစူပလာချိုရမယ်လို့မျှော်လင့်ပါတယ်။ဘာလို့လဲဆိုတော့ဒီအတင်းကိုချစ်လို့ပါ။ကျွန်တော်မိသားစုလည်းအတင်းကိုချစ်ကြပါတယ်။ကျွန်တော်တို့ကောင်းမွန်တဲ့အရာတွေအများကြီးလုပ်ခဲ့တယ်။အခုတော့စူပလာချိုရယူဖို့အချိန်နဲ့ပြီ။ကျွန်တော်အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ Breaker တွေရဲ့အတင်းကိုတွန်းအားပေးတဲ့ပုံစံကိုနှစ်သက်တယ်။သူတို့တွေကကျွန်တော်တို့ကိုပွဲတိုင်းမှာတွန်းအားဆက်ပေးတဲ့နေရာမှာမယုံနိုင်စရာကောင်းခဲ့တယ်လို့ထင်တယ်။ကျွန်တော်တို့အနာဂတ်အတွက်အတူတူဆက်ပြီးသွားကြရအောင်လို့ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာစီးတီးတင်းဟာဒီနွေရာသီမှာဂျက်ဂရီလစ်ကိုပေါင်သန်း40လောက်နဲ့ရောင်းထုတ်သွားဖို့ပြင်ဆင်နေတယ်လို့သိရပြီးအသက်29နှစ်အရွယ်ကစားသမားဟာအီတီဟတ်မှာနေရာမရတဲ့ကစားသမားဖြစ်နေကြတာဖြစ်ပါတယ်ဒီလောက်အမေရိကမှာသွားကစားရမယ်ဂလက်ကဘာပလာပြိုင်ပွဲအတွက်လူသင်းထဲမှာလည်းပါဝင်ပွဲမရှိဘူးလို့ခံမှန်းချင်းခံထားရပြီးအဖေပလာဘောလူပွဲမှာအရန်ကုန်မှာပဲထိုင်နေခဲ့ရပြီးနောက်ဂရီလစ်ရဲ့မန်စီးတီးကအခြေအနေကရှင်းလင်းသွားခဲ့တာဖြစ်ပါတယ် ဂွာဒီယိုလာကပဲလစ်ကိုတကောကောမရှိနဲ့ရှုံးနေခဲ့တဲ့ဘွဲစဉ်ဒုတိယပိုင်းမှာပေါန်တန်းတရားနဲ့ဂရင်းလစ်ကိုလူစားဝင်ကစားခွင့်ပေးရမယ့်အစားအသက်16နှစ်အရွယ်လူငယ်ကစားသမားကလော်ဒီယိုအက်ချီဗာရီကိုပဲဝင်ကစားခိုင်းခဲ့တာဖြစ်ပါတယ်။ရာသီပဲဖိုလန်နဲ့ပွဲမှာလည်းဂရင်းလစ်ကလူစင်းကလုံးဝကိုခြံလှမ်းခံခဲ့ရတာဖြစ်ပြီးမန်စီးတီးကအင်္ဂလန်တော်မှာကစားသမားကိုအတင်းတက်ရှာဖွေဖို့ပြောဆိုထားပြီးပေါန်တန်း60အထိအရှုံးခံရောင်းချသွားခြင်းနေတယ်လို့ဒဆန်ကဖော်ပြခဲ့ပါတယ်။ ဂွင်းလစ်ကိုအသင်းအောင်အက်စတန်ဗီလာပြင်နျူကာဆယ်ဝက်ဆန်အက်ဗာတန်တို့ကစိတ်ဝင်စားနေကြပြီဒဘလောက်ခလာစာပေါင်3သိန်းတန်ကြီးရှိတဲ့မန်စီးတီးနဲ့စာချုပ်သက်တမ်းကနှစ်နှစ်ကျန်ရှိနေသေးတာဖြစ်ပါတယ်အာဆနယ်သင်းဟာဒီနွေရာသီမှာဗဂျမင်ဆန်စကိုကိုမခေါ်ယူခဲ့ဘူးဆိုရင်အရင်ကလိုပဲအကြီးမားဆုံးအပြောင်းရွှေ့အမားတွေတဲကတခုကိုထပ်မံပြုလုပ်မိမှာကိုကြောက်ရွံ့နေတယ်လို့သိရပါတယ်။ဂန်နာရီယာပြီးခဲ့တဲ့ရာသီစူပလာစင်ကိုမှုဟာဒိုင်ယာပက်စနာရီကြောင့်လဲပြိုခဲ့ပြီးနောက် ဒီနေရာဒီမှာတိုက်စစ်ကိုအင်အားဖြည့်တင်းမှုဆုံးဖြတ်ထားတာဖြစ်ပြီးဂါဗရီယယ်ဂျေဆုဂိုင်ယာဗန်နဲ့ဆာကာရုအားလုံးဂါလာရှိအနားယူရမယ့်ဒဏ်ရာတွေရခဲ့တာကြောင့်အာဒီတာဟာမီခေးမရီနိုကိုအထောင်တိုက်စစ်မှုဖြစ်အသုံးပြုခဲ့ရတာဖြစ်ပါတယ်ဂိုင်ယာဗန်ကတကောက်ကျော်ဒဏ်ရာခွဲစိတ်ကုသမှုကနေပြန်လည်တက်တာလာပြီးဖြစ်ပြီးလာမယ့်ရာသီမှာနောက်ထပ်တစ်ကြိမ်အရေးပါတဲ့နေရာကနေကစားပေးသွားအောင်မဲ့ပုံပေါ်ပေမဲ့လည်းကနရီယာဂျာမန်ချဲပွင့်ကိုအဓိကတိုက်စစ်မှုအဖြစ်နဲ့မမီကိုကျင်တော့တာဖြစ်ပါတယ် ဒါကြောင့်အာဆမဲသင်းအနေနဲ့ဆက်စကိုနဲ့ဗီတာကရိုကီရက်စတိုတွေကဘသူ့ကိုရွေးချယ်ရမလဲစဉ်းစားနေရပြီဖြစ်ပြီးဆွေရတိုက်စီမှုကပုံမှန်အတွေ့အကြုံရှိတဲ့ကစားသမားဖြစ်တယ်လို့ဘီဂရနန်နဲ့အတွဲမှာအလွန်ကောင်းမွန်တဲ့မှတ်တမ်းတွေပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအာဆင်နယ်က live set တိုက်စင်မှုဗဂျမင်ဆက်စကိုကိုပို့ပြီးတော့သဘောကျနေတယ်လို့ Independent သတင်းကဖော်ပြခဲ့ပြီးအကစား rider တစ်ဘာတာက Slovenia တိုက်စင်မှုအတွက်ပေါင်95တန်းလောက်နဲ့သဘောတူညီမှုရရှိနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ် အာဆနယ်အနေနဲ့ဗဂျန်မင်ဆက်စကိုကိုခေါ်ယူနိုင်မဲ့အခွင့်အရေးကိုလက်လွတ်လိုက်မယ်ဆိုရင်ပြိုင်ဘက်ကလပ်အသင်းမှာဘူယောပါရဲ့အကောင်းဆုံးကစားသမားတွေကတအူးဖြစ်လာခွင့်ပေးလိုက်တယ်လို့ဖြစ်မှာကိုစိုးရိမ်နေတာဖြစ်ပါတယ်။လုံခဲ့တဲ့၃နှစ်ခွဲတုန်းကလည်းအခုအချိန်တွေတိုင်းပဲတခါကြုံတွေ့ခဲ့ရပူပြီးစပါးစ်နဲ့ထိတ်ဆုံးလေးနေရာအတွက်တိုက်ပွဲဝင်နေချိန်မှာဂန္ဓာရီကအီဆက်ကို Real Sociedad ကနေခေါ်ယူဖို့အခွင့်အရေးရခဲ့ပေမဲ့ခေါ်လို့မရနိုင်မဲ့ဒိုဇန်ဘလာဟိုဗစ်ကိုပဲတည်တည်မဲတည်လိုက်နေခဲ့တာကြောင့်ဖော်မရဓမ္မအဆုံးဖြစ်ခဲ့တာဖြစ်ပါတယ် ဆက်စကိုနဲ့ဂရော့ကီရက်စ်အပြင်အာဆင်နယ်ဟာအစ္စတန်ဘီလာတိုက်စစ်မှုအိုလီဝါစကင်ကိုလည်းစိတ်ဝင်စားနေပြီး PSG တိုက်စစ်မှုဂွန်ဆာလိုရာမော့စ်ကိုလည်းလိုရမယကံလမ်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။လိုက်ပ်ဇစ်အတွက်တော့တော်တော်လေးခက်ခဲတဲ့အရာတွေဖြစ်ခဲ့တာဖြစ်ပြီးစိတ်ပြတ်စရာချန်ပီယံလိရာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်ဒီပြအပြောင်းလဲပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။အတင်းကရုန်းကန်နေခဲ့ရတာကဆက်စကိုရဲ့ဂိုးသွင်းနိုင်စွမ်းအပေါ်မှာအကျိုးတရားမှုရှိခဲ့ပေမဲ့လည်း ဆလိုဗေးနီးယားတိုက်စစ်မှုဟာလိုက်ဇေးရဲ့အကောင်းဆုံးနဲ့ခြေစောမိုင်းအတည်ငြိမ်ဆုံးကစားသမားတွေကတအူးဖြစ်နေခဲ့တာဖြစ်ပါတယ်။ဆက်စကိုရဲ့အားသာချက်တွေကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့မြန်နှုံးဖြစ်ပြီးခံစည်းရနောက်ကိုအန်ဒရယ်ရှိတဲ့ပြေးဝင်မှုတွေပြုလုပ်ရမှာအလွန်ကောင်းမွန်တယ်လို့အဆုံးသက်ပိုင်းလည်းအရန်ကောင်းမွန်တဲ့တိုက်စစ်မှုဖြစ်ပါတယ်။အထူးသဖြင့် Benary Area ထဲမှာဘောလုံးရပြီဆိုတော့လည်းဂိုးရဖို့ကြိမ်းတည်တဲ့လမ်းဖြစ်ပြီးလောကနောက်ပိုင်းမှာလည်းမကုတ်မကန့်တဲ့ဘောလုံးရယူလို့စိတ်အပြည့်နဲ့ကစားတတ်သူဖြစ်ပါတယ်။ ဘောလုံးလိုက်ကစားတဲ့နေရာမှာလဲတော်တော်လေးအားကောင်းပေမယ့်အတင်းပေါ်ရင်းနဲ့ချိန်ဆက်ကစားတဲ့နေရာမှာတော့တိုးတက်အောင်လုပ်စရာတွေရှိနေသေးပြီးဟာဗတ်လောက်တော့အဲ့ဒီဘိုင်းမှာမကောင်းမွန်တာဖြစ်ပါတယ်အထူးသဖြင့်ဆက်စကိုရဲ့ဘောလုံးပေးပို့မှုအပိုင်းဟာအာဆင်နယ်လိုမျိုးအတင်းမှာအများကြီးပိုကောင်းလာဖို့လိုအပ်မှာဖြစ်ပြီးငယ်ရွယ်ကစားသမားဘဝအတွင်းအဲ့လိုမျိုးရှေ့ဆက်တိုးတက်အောင်လုပ်ရမယ့်အရာတွေကိုလုံနိုင်တယ်ဆိုတာကိုပြသခဲ့ပြီးဖြစ်လို့စိတ်ပူစရာတော့မရှိပါဘူး အခုလိုမျိုးသတင်းဝန်သတင်းလူတွေကိုနေ့စဉ်ကြည့်ရှုနားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ Sport A2C YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝေရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ